ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ30ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိတဲ့ဘျူဟာမြောက်ဘရင်တော်စစ်တပ်စခန်းကုန်းကို KNL ပူးပေါင်းတပ်များက나이ပိုင်းအတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ကရင်ပြည်နယ်တိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိတဲ့ဘရင်အောင်စစ်တပ်စခန်းကုန်းကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL သတင်းအရင်းမြစ်များကိုကူကာပြီးထိုင်းသတင်းများမှာဖော်ပြထားပါတယ်။ယနေ့မေလ30ရက်နေ့နံနက်6:00နာရီအချိန်မှာ KNL KNDO ပူးပေါင်းတပ်များကဝေါ်လီပြူဟာစစ်စခန်းအနီးမှာအမြင့်မားဆုံးတောင်ကုန်းပေါ်မှာတည်ရှိတဲ့ဘရင်အောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါစခန်းကုန်းကိုပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မေလ28ရက်နေ့ကကနေလီစခန်းကိုသိမ်းပြီးတော့အပြန်မှာမနေ့ကအဲ့ဒီဘရင်နောင်စခန်းကုန်းကိုတက်ဝိုင်းတာပြီးတော့ drone တွေနဲ့တောက်လျှောက်ဘုံကျဲချပြီးသိမ်းလိုက်တာလို့သိရတယ်။အဲ့ဒီစခန်းကုန်းကအယမ်းမြင့်နဲ့ဘလို့မှတက်သိမ်းဖို့မလွယ်တဲ့နေရာကိုညာရင်းချင်းတိုက်ပြီးဒီမနက်မှာသိမ်းပစ်လိုက်တာစစ်တပ်ကအကုန်ဆင်းပြေတာလို့သိရတယ်လို့တော်လိုင်းရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ အဆိုပါဘရင်နောက်တက်စကန်ကုန်းကို KNL ကဆယ်စုနှစ်ချီ၍ထိုးစစ်ဆင်ခဲ့ဘူးပေမဲ့လည်းဒီကြိမ်းမှမသိမ့်ပိုက်ခဲ့ဘူးကြောင်းယခုသိမ့်ပိုက်ရရှိမှုမှာပထမဆုံးအကြိမ်သိမ့်ပိုက်ရရှိခြင်းဖြစ်တဲ့အပြင်နိုင်ပိုင်းတွင် သိမ့်ပိုက်ရရှိခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယမန်နေ့ညပိုင်းမှာယနေ့နေ့နောက်ပိုင်းအထိတိုင်းမြန်မာနယ်စပ်တလျှောက်စစ်ကောင်စီတက်စကန်များကို KNL ကထိုးစစ်ဆင်နေခြင်းကြောင်းပြည်သူ933ဦးထိုင်းနိုင်ငံဘက်အကြမ်းကိုကိုလုံလာကြောင်းထိုင်းတရင်များကဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးကြတာကတော့မော်ဘီမာလီတက်မိသားစုဝင် တက်ကုန်းကြီးကြီးရွာအုပ်ချုပ်ရေးမှုအောင်သူနဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကဲများကိုလက်ပစ်ဘုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခံရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်မြို့မော်ဘီမြို့နယ်မှာလီတက်မိသားစုဝင်တက်ကုန်းကြီးကြီးရွာအုပ်ချုပ်ရေးမှုအောင်သူရဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကဲများကိုလက်ပစ်ဘုံ၃လုံးပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီ YA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဂျမန်နေ့မေလ29ရက်နေ့ည9:55မိနစ်အချိန်မှာ မော်ဘီမြို့နယ်အကျန်းဖတ်စစ်တပ်ရဲ့လေတပ်မှမိသားစုဝင်ဖြစ်သူတက်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကန်းတွဲ၃ကန်းကိုလက်ပစ်ပုံ၃လုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာထိခိုက်မှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘဲတော်လန်ရင်ရဲဘော်များအတိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တက်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့တမျိုးလုံးကလေတပ်အငင်းစားတွေပါ။နောက်ပြီးညီအငယ်ဆုံးကလည်းလက်ရှိလေတပ်မှ Y8 မောင်းပြီးခွေးဆက်ခင်းနေသူပါ။ အောင်သူရဲ့ဆွေမျိုးတွေမှာဖွင့်လက်ထားတဲ့ဆိုင်ကန်း၃ကန်းတွဲကိုလက်ပစ်ပုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ရန်ကုန်အာမေ YA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးလီဒါတင်းမှတာဝန်ထမ်းဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဆွေမျိုးများကိုလည်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းရန်ကုန်အာမေ YA မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဝေါ်လီဒေတာမှာအရေးပါတဲ့ဥက္ကဋ္ဌစခန်းရဲ့ဝါမီထကာကင်းကို KNU တင်ယူခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ထိုင်းနယ်စပ်အနီးကရင်ပြည်နယ်မြဝတီခရိုင်မြဝတီဝေါ်လီကားလန်းပေါ်ကရွှေအေးမြိုင်တစခန်းဝါမီထကို KNU နဲ့ပူးပေါင်းတက်ကမေလ29ရက်နေ့မနက်ပိုင်းမှာတင်ယူလိုက်တယ်လို့ကရင်စည်ရေးတရင်အရင်းမြစ်ထံကနေသိရှိရပါတယ်။အဲ့ဒီတက်စကန်ဟာမြဝတီဝေါ်လီကားလန်းပေါ်စုံစည်းမြိုင်နဲ့ဥက္ကဋ္ဌရွာကြားမှာတည်ရှိပြီး ဥက္ကဋ္ဌစကန်ရဲ့ကာကင်စကန်တစ်ခုဖြစ်တယ်လို့လည်းသတင်းအကြီးမြင့်များကပြောပါတယ်။ဝေါ်လီဒေတာအတွင်းမှာစစ်ပြူဟာအရအရေးပါတဲ့ဥက္ကဋ္ဌစကန်ကို KNU ဦးစီးတဲ့ပူပေါင်းတပ်က2022ခုနှစ်အတွင်းမှာအပြင်းထန်တိုက်ခိုက်ခဲ့ပေမဲ့စကန်မသိမ်းနိုင်ခဲ့ပါဘူး။ဥက္ကဋ္ဌစကန်သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီကဝါဒဖြန့်ရုပ်ရှင်ရိုက်ကူးထုတ်လွှင့်ခဲ့မှုပါတယ်။ဒီမနက်မှာတော့ဥက္ကဋ္ဌစကန်ရဲ့ကာကင်ကို KNU ကသိမ်းလိုက်ပြီးစကန်သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ကရင်စီရေးတရင်အရေးမြစ်ကဆိုပါတယ်။မြဝရီမြို့တောင်ပတ်ဒေါနာတောင်တန်းအရှိချမ်းဝေါ်လီဒေတာကနေဆက်မြင်းတလျှောက်မှာတက်ဆွဲထားတဲ့ဝေါ်လီကနေလီဘလက်တိုမော်ခီးနဲ့တီဘောဘုတ်တစကန်တွေကိုတင်းယူဖို့ KNU ကမေလတတိယလပတ်ကနေစတင်တိုက်ခိုက်နေတာဖြစ်ပြီးဘလက်တိုကနေလီနဲ့ဝါမီထားတို့ကိုရရှိသွားပြီးဖြစ်ပါတယ်။ဒါပေမဲ့ KNU တက်မဟာချုပ်စစ်စင်ရေးလှူရှားရနေပြီးမြဝရီမြို့တောင်ပတ်ချမ်းဝေါ်လီဒေတာမှာ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့တက်စကန်တွေအနေနဲ့ဝေါ်လီပြိုဟာတေဘောဘူဥကရီတာမော်ခီတက်စကန်တွေကြန့်ရှိနေပါတယ်။လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ဝေါ်လီမြို့ဟာစုကလိဝေါ်လီမြဝရီတုံးမြို့ပေါင်းပြီးဖွဲ့စည်းထားတဲ့မြဝရီခရိုင်ထဲမှာပါရှိပါတယ်။စုကလိမြို့အခြေဆိုင်စုကလိစစ်စင်ရေးခြေကိုစကန်ကိုတော့ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လအတွင်းမှာ KNU နဲ့ပူးပေါင်းတပ်များကတင်းယူထားပြီးဖြစ်ပါတယ်။ KNU ရဲ့အုတ်ချုပ်ရေးနဲ့စစ်ရေးနယ်မြေတပ်မတ်ပုံရဝေါ်လီမြို့ စုကလီမြို့နယ်မြဝတီမြို့တို့ဟာဒူပလာခရိုင်ကော့ကရိတ်မြို့နယ်ထဲမှာပါပြီးတက်မဟာ၆စစ်စင်ရေးလှူရှားရနေမြေတွင်ဖြစ်ပါတယ်။ KNU ဟာထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့တက်မဟာခုနှစ်စစ်စင်ရေးလှူရှားရနေမြေတွေကစစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက်ခိုက်သိမ်းယူပြီးနောက်တက်မဟာ၆ကနယ်စပ်စခန်းတွေကိုလည်းဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။စစ်ကောင်စီဘက်ကတော့ထိုင်းနယ်စပ်တခြားမှာတပ်ဆွဲထားတဲ့တပ်စခန်းတွေတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးတရင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။ မြန်မာဘက်ကတိုက်ပွဲတွေကြောင်းထိုင်းစစ်တပ်ကလည်းနေဆက်တလျှောက်တပ်ဖြန့်ထားပြီးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေရတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဘလက်တိုစကန်သိန်းတိုက်ပွဲကထိုင်းဘက်ချမ်းကိုထွက်ပြေးသွားတဲ့စစ်သားတွေကိုထိုင်းစစ်တပ်ကမြောက်ရီမျိုးဆောင်တပ်ထဲကိုပြန်ပို့ BGF ရဲ့ပုံမူကြီးမုတ်တုံထင်းချုံမှုအောက်မှာရှိတဲ့စစ်ကြောဂိတ်ကပြန်ပို့နေဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာထိုင်းနယ်စပ်ကဘလက်တိုစကန်သိန်းတိုက်ပွဲကနေ ထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးသွားတဲ့စစ်သား60ကျော်ကိုထိုင်းစစ်တပ်ကမေလ28ရက်နေ့မှာနေဇက်ဂိတ်ဖြစ်တဲ့16ဂိတ်ကနေမြဝတီမြို့ဆောင်တပ်ဖြစ်တဲ့ခလာယာ295တရင်တွေကိုပြန်ပို့ခဲ့တယ်လို့စစ်ရေးတရင်အရေးမြစ်ကပြောပါတယ်။ဘလက်တိုစကန်သိန်းတိုက်ပွဲကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား62ဦးကိုကရင်နေကြားဆောင်တပ် BGF ရဲ့အမတ်လေးစစ်တီတာမူဗိုလ်မှူးကြီးမုတ်တုံထင်းကျုံမှုအောက်ကနေဇက်ဂိတ်ပေါ်တစ်ခုဖြစ်တဲ့16ဂိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေဟာစကန်းသိန်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးပြီးပြန်ပို့တာတွေလုပ်ရင်အဲ့ဒီ16ကိတ်ကနေပြန်ပို့တာလို့ဆိုပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ၊ကရင်မျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေဟာမြန်မာထိုင်းနယ်ဇက်ကစစ်ကောင်စီတပ်စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေတာပေါ့။ပြီးခဲ့တဲ့မေလ23ရက်နေ့ကကော့ကရိတ်မြို့နယ်ကစစ်ကောင်စီရဲ့ပလဲတိုတပ်စခန်းသိမ်းတိုက်ပွဲကနေစစ်ကောင်စီတပ်သား62ဦးဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးခဲ့တာပါ။ ထွက်ပြေးပြီး9ရက်အကြာမှာပဲထိုင်းစစ်တပ်က16ကိတ်ကနေပြန်ပို့ခဲ့တာလို့ဆိုပါတယ်နိကုံငါတဲ့ကိုပြန်ပို့တာစကားဆရီပြန်ပို့တိုင်း16ကိတ်ကနေပဲကူးကြတာလို့ကရင်စီရီတရင်အရင်မြစ်ကပြောပါတယ်မေလ28ရက်နေ့မှာလဲစစ်ကောင်စီတပ်သား62ဦးဟာထိုင်းနိုင်ငံအတွင်းကနေဖြတ်ပြီးတေဘောဘိုးပြူဟာတပ်စကန်စီကိုစစ်ကူလာခဲ့ပါတယ်အဲ့ဒီစစ်ကောင်စီတပ်သား62ဦးကိုလဲတော်လိုင်းရေးပူပေါင်းတပ်တွေကမေလ28ရက်နေ့မှာကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ28ဦးကထိုင်းနိုင်ငံဘက်ကိုပြန်လည်ထွက်ပြေးခဲ့ကြပါတယ် ဒါအပြင်မေလ28ရက်နေ့ညဦးပိုင်းမှာလည်းနေဆက်ကဝေါ်လီမျိုးနားကကနေလီစစ်ကောင်စီတပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေကတင်ပိုက်ရာမှာလည်းစစ်ကောင်စီတပ်သား52ဦးဟာထိုင်းနိုင်ငံဘက်ချမ်းကိုထပ်မံထွက်ပြေးခဲ့ကြပြန်ပါတယ်။နေဆက်ဒေသမှာရှိတဲ့တပ်စခန်းတွေတိုက်ခတ်ခံရတဲ့အခါမှာစစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံဘက်ကိုမကြာခဏထွက်ပြေးနေကြတာပါ။ထိုင်းစစ်တပ်ကထိန်းသိမ်းပြီးကျစ်တရဘက်ကြားတဲ့အခါမှာသူတို့ကိုစစ်ကောင်စီတပ်ပြန်လွှဲပေးနေတာပါ။ထိုင်းဘက်ကိုထွက်ပြေးတဲ့စစ်သားတွေကိုအဲ့ဒီလမ်းကြောင်းကနေမြဝတီမှာရှိတဲ့ ဖလာယာ2.5ကိုပဲပြန်ပို့ပေးနေတဲ့အတွက်အဲ့ဒီတရင်မှာအင်အားစုစုပေါင်း900ကျော်ရှိလာနေပြီစစ်ကောင်စီကစစ်ကြောင်းပြန်ထိုးဖို့အမိန့်ပေးထားတယ်လို့သတင်းရရှိပြီး KNU တပ်မဟာချုပ်ကတော်လှန်ရေးအဖွဲ့တွေတတိထားကြဖို့စီရေးသတင်းရင်းမြစ်တအူးကတတိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်စိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီး ဒေါ်လာနှစ်သိက်ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လာသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။